မင်္ဂလာပါ Stonex မှကျေဇူးပါတယ်။စောက်ချန်းကြီးရဲ့ကားကိုချိုးဖို့အတွက် Absolute Bank ကရောက်လာခဲ့ပါပြီ။အစက Absolute Batman ကိုအကောင်ကြီးအရန်ကြီးလို့နဲ့စောက်ရန်ကြံလို့ဆိုပြီးတော့စောက်ချန်းကြီးဆိုပြီးတော့နာမည်ပေးထားခဲ့ပေမဲ့အခု issue number 9မှာတော့ Absolute Batman ထပ်တောင်းမှအကောင်9000လောက်ကြီးရဲ့ Bank ကိုယာတူးပြောင်းပေးရမလို့ဖြစ်လာခဲ့ပါပြီ။ I am vengeance. I am the night. I am Batman. ။ဟုတ်ကဲ့အခု issue အစကိုတိုင်းပြည်ငယ်လေးတစ်ခုမှာအဆောင်အကျက်များနေတဲ့အခန်းလေးတစ်ခုထဲမှာစထားခဲ့ပါတယ်။ဒီအခန်းထဲမှာရှိနေကြတာက Quark နဲ့ Conduct တိုင်းပြည်ကိုစီတို့ရဲ့ခေါင်းဆောင်အကြီးအကဲတွေဖြစ်နေကြပါတယ်။ပြောနေကြတာအရသူတို့နိုင်ငံနှစ်ခုဒီစစ်ဖြစ်လာခဲ့ကြတာဟိုးဘိုးဘေးတွေခေတ်တဲကဖြစ်ပြီးတော့အခုတော့ရလိုက်ကြရအောင်ဆိုတဲ့စကားမျိုးငင်းငင်းရေးစကားမျိုးတွေကိုပြောဆိုနေကြခြင်းဖြစ်ပါတယ်။သူတို့ဒီယနေ့ကနေစပြီးတော့ယခုနေ့ကနေစပြီးတော့စစ်မဖြစ်ကြတော့ဘူး။မိဖက်ဆွေတွေဖြစ်ပါပြီဆိုပြီးတော့ကြင်ညာတော့မယ်လို့ဆိုရင်လက်ရှိပြီးတော့အတူတူထွက်လာခဲ့ကြပါတယ်။ဗတ်တကား အဖွင့်ကနီးကြမှာတကားအဝါကနေပြီးတော့စီးကြလာနေတဲ့သွေးတွေကြောင့်နှစ်ယောက်သားကြောင်သွားကြပါတယ်တကားဖွင့်ကြည့်လိုက်တဲ့အချိန်မှာအပြင်မှာရက်နေတာက absolute bane ကြီးဖြစ်နေပါတယ် bane ကတကားကိုတော့မှဖွင့်ပြီးမဝင်ဘူးသူကဒီတိုင်းဖောက်ပြီးတော့ဖျက်ရှောက်ဝင်လာခဲ့ပါတယ် and သူကသူလာရတဲ့အကြောင်းအရင်းကိုပြောပြလာခဲ့ပါတယ် bane ဒီအခုနိုင်ငံနဲ့နိုင်ငံကတင်းမြတ်သွားကြမှာကိုမလိုလားဘူးအခုလည်းဒီနှစ်ကောင်ကတိတ်တဆိတ်ငြိမ်းချမ်းရေးအကြောင်းကိုပြောနေကြတာကိုကြားမိလို့ရောက်လာခဲ့တာဖြစ်ကြောင်းကိုပြောလာခဲ့ပါတယ် and ဒီအခန်းထဲမှာတကယ်ဖြစ်ခဲ့တာကိုငါရှင်းပြမယ်အဲ့ဒါကမင်းတို့နှစ်ကောင်တွေကတကောင်က တယောက်ကိုတစ္ဆာဖောက်ပြီးတော့တတ်ခဲ့တာဖြစ်မယ်အဲ့ဒါကပဲလဲမင်းတို့နှစ်နိုင်ငံကိုစစ်ဆက်ပြီးတော့ဖြစ်စေလိုက်မယ်ဆိုတေမဲ့လူကဘယ်သူဖြစ်မလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာဘိုးတော်အိုမားဆိုတဲ့ဘဲကမသေးချင်တာကြောင့် volunteer လုပ်ခဲ့ပါတယ်ဒါကြောင့်ဘိန်းဒီနောက်တစ်ခေါင်ကိုခေါင်းကနေကင်ပြီးတော့ခြေပြီးတပ်ပစ်လိုက်ပါတယ်အန်ဆာဘီကြံခဲ့တဲ့အိုမားကိုကင်ရင်နဲ့ဒီနေ့ပဲမင်းကစစ်ကြေညာတဲ့ထုတ်ပြန်မှုကိုလုပ်ရမယ်မင်းရဲ့ခေါင်းဆောင်မှုကိုမင်းရဲ့ပြည်သူတွေကယုံကြည်ကြတယ်ငါလည်းယုံကြည်တယ် overall တကယ်တော့လဲကဘာကြီးမှာငြိမ်းချမ်းရေးဆိုတာကငါတို့ကောင်းကင်မှာစိတ်ကူးရင်ပြီးတော့ရေးချစ်တဲ့ပကြီကားတစ်ချက် က်ပဲဆိုပြီးတော့ပြောသွားခဲ့ပါတယ်။တစ်စက်တည်းမှာပဲအခုလိုကိစ္စတွေကိုသူ့ကိုခိုင်းနေတဲ့သူ့ရဲ့ boss ကနေပြီးတော့ဘိန်းစီကိုဖုန်းဝင်လာခဲ့ပါတယ်။ Gotham မြို့ဟုတ်လားငါလာပြီထွက်လာပြီဆိုပြီးတော့ပြောတာကိုမြင်လိုက်ရပါတယ်။တစ်ဖက်မှာတော့ Gotham မြို့မှာတငယ်ချင်း Wayland ပျောက်သွားခဲ့တာကနှစ်ပတ်တောင်ရှိနေပြီဖြစ်တာကြောင့် Batman ကတရေပူးတလို့ကိုတောင်းညံနေပါတယ်။ Gotham မြို့ရဲ့ Underworld ဒုစရိုက်သမားတွေအကုန်လုံးကိုဘာအဖွဲညာအဖွဲတွေခွဲမနေပဲနဲ့အကုန်ပတ်ကျုံနေပါတယ်။မင်းညာကဆိုရင်လူတွေကိုရိုက်တာရိုက်တာက Gotham မြို့ရဲ့စေယုံကားတွေရှိတမျှအကုန်ကုန်နေအထိပဲ နောက်ဆုံးတက္ကစီတွေပါငားပြီးတော့ပို့ရတဲ့အထီးဖြစ်ကုန်ပြီနောက်ဆုံးဒဏ်ရာရတဲ့လူတွေကိုစိုက်ကားတွေနဲ့ဆေးရုံပို့ရတဲ့အထီးကိုဘတ်မန်ကမြို့ထဲမှာဘသူ့ကိုမှညတာခြင်းမရှိဘဲနဲ့တောင်းညံနေပါတယ်ဒီမှာစိုက်ကားနေနေတဲ့စေတနာဝန်ထမ်းကလည်းတခြားသူမဟုတ်ဘူး Dick Grayson Nightwing ဖြစ်တယ်ဆိုတာကိုပါမြင်လိုက်ရပါတယ် Alfred က Bruce ကိုတားခြင်းပေမဲ့ဒီကောင်ဒီဘတ်မန်ဖြစ်တာကြောင့်တားမရနိုင်ဘူးဆိုတာကိုနားလဲတယ်နောက်ဆုံးကောင်လေးမင်းမချားစရာရန်သူတွေတော်မှခုံသွားအောင်မယ်နော်ဆိုပြီးတော့ဘတ်မန်ကိုတတိပေးရတဲ့အထီးဖြစ်လာခဲ့ပါတယ်ဂေါ်ဒန်မျိုးရဲ့ရဲအရာရှိတယောက်ဖြစ်တဲ့ Barbara Gordon က သူ့ရဲ့အပါတမန်ထဲမှာဟင်းချက်ဖို့လုပ်နေတော့မှသူ့ရဲ့နာမည်ခေါ်တန်းကိုအနောက်ကနေပြီးတော့ကြားလိုက်ရပါတယ်အခန်းတစ်ခုထဲမှာဘတ်မန်ကသူ့ရဲ့မျက်နှာဖုံးကိုတိတ်တဆိတ်လေးလာထားသွားခြင်းဖြစ်ပြီးတော့ဘာဘရာကိုလှမ်းပြီးတော့စကားပြောနေခြင်းဖြစ်ပါတယ်ဘတ်မန်ဒီတငယ်ချင်းကိုလူဆိုးတွေချားထဲမှာရှာမရတော့တဲ့အစုံမှာရဲတွေကိုအကူအညီတောင်းလာခြင်းဖြစ်ပါတယ် and yes ဘာဘရာမှာလည်းဘတ်မန်လိုချင်တဲ့အချက်အလက်တွေရှိနေပါတယ် bad fast အရင်ဆုံးဘာကြောင့်လဲဘာကြောင့်ဝေလွန်ကိုလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့ဘတ်မန်ကအဲ့ဒါကငါရဲ့တငယ်ချင်းဖြစ်နေလို့ပဲဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ဘတ်မန်တွတ်ထားတာကလည်းမှန်နေ ပါတယ်တကယ်တော့ရဲတွေစီမှာလည်းအကျင့်ပြက်ခြားစားသူတွေရှိနေပြီးတော့ရဲတွေကိုယ်တိုင်ကပဲအဲ့ဒီအာကမ်ဆိုတဲ့နေရာကြီးစီကိုဝေလန်ကိုဖမ်းပြီးတော့ပို့လိုက်တာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်နောက်ဆာမျက်နှာတစ်ခုမှာတော့ Bruce ကရလာတဲ့ finding နဲ့အတူတငယ်ချင်းတွေနဲ့ Alfred ကိုခေါ်ပြီးတော့ဆွေးနွေးအဖြေရှာကြပါတယ် Alfred ကဝင်ပြီးတော့မင်းတို့တငယ်ချင်းကပြန်မလာနိုင်တော့ဘူးဆိုတာကိုပြောလိုက်တယ်ဆက်ပြီးတော့အခုလိုနေရာကြီးတွေကအများကြီးရှိတယ်အခုလို Arc ABCD ဆိုပြီးတော့ရှိလာခဲ့တာကကဘာတပွန်းမှာ12ခုအထိရှိနေပြီအခု Gotham မြို့ရဲ့ဟာကတော့ Arc M ဖြစ်တယ်ဒီနေရာကြီးတွေ က black site တွေဖြစ်တဲ့အမောင်းချထားတဲ့နေရာကြီးတွေအထဲမှာဘာတွေရှိနေတယ်ဘာတွေလုံနေကြတယ်ဆိုတာကိုဘယ်သူမှမသိနိုင်ဘူးဘကြရတလောက်တော့အဲ့ဒီထဲမှာသူတို့ကအဆိုးရွားဆုံးအရာတွေကိုလုံနေကြတယ်လူတွေကိုမထင်မှတ်ထားနိုင်တဲ့စံသက်မှုတွေလုံနေကြတယ်ဆိုပြီးတော့ရှင်းပြလာခဲ့ပါတယ် and harvey ကနေပြီးတော့သူတို့ကအဲ့ဒီနေရာကြီးအတွက် blueprint တချို့အစာအုပ်ဖွဲ့စည်းပုံတချို့ကိုရလိုက်ပါတယ်ဟိုးအရင်ခေတ်1800ကျော်ခေတ်လောက်ကဆိုရင်အဲ့ဒီနေရာကြီးဒီဆေးရုံကြီးဖြစ်ခဲ့တယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ် of course ပုံမှန် story တွေမှာလိုမျိုး arkham asylum အယူရောင်ကိုယူညွှန်းနေ ခြင်းလည်းဖြစ်ပါတယ်။နောက်အခုတော့ blueprint တွေရပြီဆိုတော့ Batman ဒီလမ်းကိုသိပြီးဖောက်ဝင်လို့ရနိုင်ပြီ။ဒါပေမဲ့ဝင်တဲ့အခါမှာတကားတွေဖွင့်ကင်မရာတွေမသိအောင်နဲ့အလမ်းတွေမိမလာအောင်အတွက်ကို Tech Genius ဖြစ်တဲ့ Riddler ကိုသူကအကူအညီတောင်းခဲ့ပါတယ်။ Okay အခုနောက်ဝင်တော့မယ်အကုန်လုံးရလာပြီဆိုတဲ့အချိန်မှာတော့ Waylon ကိုကယ်ထုတ်လာတော့မယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာတော့ Penguin ကထုံးစံအတိုင်း logic ကြကြတွေးပြီးတော့ဖျက်လာနိုင်တဲ့မကောင်းတဲ့အရာတွေကိုရှင်းပြတယ်။မင်းတို့ယူနေလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ Bruce ကပောက်ခွဲလွတ်ထွက်သွားခဲ့ပါတယ်။စပွဲကိုပိတ်ထူးပြလိုက်ရင်မင်းတို့ပဲဒီ Batman န်ဆိုတဲ့ကိစ္စတွေမှာပါဝင်ခြင်းနဲ့ဆိုပြီးတော့အတင်းပြောခဲ့တာအခုဒါကဆောက်ဘတ်မန်ရဲ့ကိစ္စပဲအခုလိုမျိုး NDA တွေရှိမှာပဲဆိုပြီးတော့ပြန်ပြီးပြောလိုက်ပါတယ် Dan Comic က Flashback အနေနဲ့ Bruce နဲ့ Waylon တို့ကြားက friendship ပို့ပြီးတော့ယဉ်နေတာကိုပြသွားခဲ့ပါတယ် Bruce က Selina Kyle နဲ့အဲ့ရပေါ်မှာအတူတူရှိနေပြီးတော့ဓမြတိုက်လာတဲ့ပတ်စံနေပေါ်မှာရေတင်းတူးနေကြခြင်းဖြစ်ပါတယ်ဘတ်ဂျီတော်မှတစ်စက်မထွက်လိုက်သေးဘူးတကားခောက်တံပြင်းပြင်းကိုကြားလိုက်ရပါတယ် Bruce ကတကားဖွင့်ပေးလိုက်တဲ့အချိန်မှာတငယ်ချင်း Waylon ဖြစ်နေတယ်ဝေလန်ကပျော်ပြီးတော့စိတ်လှုပ်ရှားပြီးတော့အခန်းထဲပြေးဝင်လာခဲ့တဲ့ ်သူဒီဘောက်စင်ပွဲတစ်ခုကိုချိန်မိပြီဖြစ်ကြောင်းနဲ့အဲ့ဒီပွဲအတွက်သူ့ကို train ပေးပါဆိုပြီးတော့ Bruce စီမှာလာပြီးတော့အခုအညီတောင်းခြင်းဖြစ်ပါတယ်လက်ရှိအချိန်ကိုပြန်ရောက်တဲ့အခါမှာတော့ Batman ကရေကူးပြီးတော့ Arkham City ကိုတွားဖို့အတွက်ပြင်ဆင်နေပြီ Alfred ကလာတားချင်းခဲ့တဲ့တစ်ခုခုကိုပြောပြချင်းခဲ့တယ် Bat ဘာမှမဟုတ်တော့ဘူးကံကောင်းပါစေဆိုပြီးတော့ဒါပြောရင်းနဲ့ Bruce ကိုရေအောက်စီကိုထွက်လာစေခဲ့ပါတယ် Batman ကအတွင်းကိုရောက်တဲ့အခါမှာတော့မျက်လုံးပြူးသွားခဲ့တယ်သူမြင်နေရတဲ့အရာတွေကအတွင်းထဲမှာတိုးတက်မြင်မာတဲ့ပစ္စည်းကြီးတွေနဲ့မြို့ကြီးတစ်ခုစာအထိကိုကြီးမာတဲ့ facility ကြီးတစ်ခုဖြစ် ်နေပါတယ်။ငါဝင်ပြီဆိုပြီးဘတ်မန်ကပြောရင်ဘတ်မန်ကဝင်သွားတဲ့အခါမှာတော့အယ်ဖရက်ကရုတ်တရက်ကြီးနောင်နာတစ်ခုကိုရလာခဲ့ပါတယ်။ why ဘာလို့ Bruce ကိုကန်ကောင်းပါစေဆိုပြီးတော့ပဲပြောလိုက်ပြီးတကယ်တမ်းသူကြုံတွေ့ရမယ့်အန်ဒီရယ်တွေကိုမပြောဖြစ်ခဲ့တာလဲဆိုတာကိုပြန်တွေးနေမိပါတယ်။တကယ်တော့သူကိုယ်တိုင်လည်းအခုလို Bruce လိုအဖြစ်အပျက်မျိုးကိုကြုံခဲ့ပူပြီးပြီးအင်္ဂလန်မှာရှိနေတဲ့ Black Site တစ်ခုထဲမှာဆိုရင်သူရဲ့တငယ်ချင်းတယောက်ကိုကယ်တင်ဖို့အတွက်သူကကြိုးစားကြည့်ခဲ့ပူတယ်။အဲ့ဒီအတွင်းထဲကိုလေးလာကြည့်ခဲ့ပြီးပြီးအထဲမှာရှိနေတာတွေကဘာတစ်ခုမှအကောင်မရှိဘူး။ပို့ပြီးတော့စိုးတာကအဲ့ဒီနေရာကြီး ည်သည်သူ့ရဲ့တငယ်ချင်းကိုပြောင်းလဲပစ်ခဲ့တာပဲလို့ဆိုရင်ね iPad နဲ့မျက်လုံးတစ်ဖက်လက်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပါတယ် and yes ဒါဒီ Batman ရဲ့အဆိုးဆုံး villain တွေကတကောင်ပြတဲ့ Deathstroke ကိုရည်ညွှန်းနေခြင်းလည်းဖြစ်နိုင်ပါတယ် Zabby Alfra ကဒီနေရာကြီးဒီ Batman နဲ့သူ့ရဲ့တငယ်ချင်းတွေယူဆထားတာတဲ့အများကြီးပို့ပြီးတော့အန္တရာယ်ရှိတယ် Bruce ကိုဘာကြောင့်သူကမပြောမိခဲ့တာလဲဆိုတာကိုနောင်တရနေတော့မှ Batman နဲ့သူနဲ့ကလည်းအဆက်အတွေ့ကပြတ်တောက်သွားခဲ့ပါပြီ Batman ကရေဒီယိုမှာဘာမှမကြားရတော့တဲ့အပြင်သူမြင်နေရတဲ့အရာကြီးတွေကဘာမှန်းတော့မသိတော့ဘူးဆိုပြီးတော့ပြောရင် ်ရေခဲရိုက်ထန်လာရတဲ့လင်းတို့လိုအကောင်ကြီးကိုမြင်လိုက်ရပါတယ်။ Maybe ဒါကအခု Absolute Universe ရဲ့ Man Bat Version လည်းဖြစ်နေနိုင်ပါတယ်။ Alfred ကြားရလာဆိုပြီးတော့ Batman ကပြောနေပေမဲ့တစ်ဖက်မှာပြန်ဖြေမဲ့လူရှိမနေတော့ပါဘူး။ And Batman ရဲ့အနောက်ကနေပြီးတော့ Hello ဆိုတဲ့စကားသံတစ်ခုနဲ့အတူ Bane ဆိုတဲ့မကောင်ဆိုဝါကြီးကလည်းရောက်လာခဲ့ပါပြီ။ချက်ချင်းပဲ Batman ကိုဒီကောင်ကစောင့်ကန်ပြလိုက်တယ်။ Batman ကသူ့ရဲ့အတောင်မှန်နေနဲ့အချွန်နေနဲ့ Bane ရဲ့ရင်ဘတ်ကိုထိုးဆိုင်လိုက်ပေမဲ့ဟိုဘဲကထိသွားပုံတော့မပေါ်ဘူး။ဘာမှမဖြစ်သွားခဲ့ပါဘူး။ဆက်ပြီး Batman ကထိုးတဲ့ထိုးချက်တွေအကုန်လုံးကိုဒီကောင်ကကာ တော့မကားဘူးဒါပေမဲ့လက်မောင်းနေခြေထောက်တွေရဲ့ထိုးချက်တွေလာတဲ့အခါမှာအဓိကအကျောတွေကိုသူ့ရဲ့လက်ညိုးလေးတစ်ချောင်းနဲ့ပဲထိလိုက်ခြင်းကဘတ်မန်ရဲ့လက်တွေခြေထောက်တွေကိုလုံးမရတော့ဘူးဖြစ်သွားစေခဲ့ပါတယ်အခုဆိုရင်ဘတ်မန်မှလှုပ်လို့ရနိုင်တာကခြေထောက်တစ်ဖက်ပဲရှိတော့တယ်ဘတ်မန်ကလည်းမလျှော့သေးဘူးငါမှရှိတဲ့ခြေထောက်တစ်ဖက်တည်းနဲ့မင်းရဲ့ဖင်ကောင်ကကန်သိပ်လို့ရတယ်အရေးတွေထိုးရတဲ့အကောင်ကြီးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ဘိန်းကရည်ရဲငါအခုထိဘာအရေးတောင်မှမထိုးရသေးဘူးဆိုပြီးတော့ပြောလာတယ်ဘတ်မန်သိချင်ငါထိုးပြမယ်ဆိုပြီးတော့ပြောပြီးဘိန်းရဲ့အဓိကအစိမ်းရောက်အရေးတွေကိုသူရ ဲ့ခန္ဓာကိုယ်တွေကိုထိုးထည့်ပြစ်လိုက်ပါတယ်ဘတ်မန်တော့မှလမ်းဖြန်သွားပြီးတော့မင်းကဘာအကောင်ကြီးလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတိတ်ပြီးတော့နောက်ကျသွားခဲ့ပါပြီဘိန်းကအရက်ဆယ်ပေလောက်မြင့်သွားခဲ့ပြီးတော့ဘတ်မန်လိုအကောင်ကြီးကိုတော့မှခေါင်းကနေပြီးတော့ပိတ်ကင်ထားတယ်ငါကဘိန်းပဲမင်းရဲ့အိမ်အစ်စ်ကနေပြီးတော့ကြိုးဆိုပါတယ်မင်းကငါတို့ကဒီမှာအခုဆန်းတက်ကြတော့မယ်လို့ပြောပြီးတော့အဆုံးသတ်သွားခဲ့ပါတယ် fucking hell my guys absolute batman ကတော့ champion ကျန် lambian land တော့မယ်အနေအထားမှာရှိပါတယ်။ဘာတွေဆက်ဖြစ်မလဲ batman နဲ့ bane တို့ကြားက fight ကိုတည်ချင်းကြသေးတယ်ဆိုရင်တော့နောက်လာမှာထွက်လာမယ်အပိုင်မှာလာရောက်ပြီးတော့စီမျောပေးကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။ and as always guys video လေးကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးချင်ကြအဲဆိုရင်တော့ video တွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစောင်းအောင်တည်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက် video တွေမှာပဲတွေ့ကြရအောင်။